ဇလန်လေးရဲ့ဆမှာတော့ကောင်းလေးကြောက်ကကောင်းမလေးကိုပိုးပန်းဖို့ကြိုးစားနေပါတယ်။သူကကောင်းမလေးရဲ့ခွေးကိုအရန်ချစ်တဲ့ပုံစံလုပ်ပြပြီးအနားကိုချင်းကပ်နေခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့အတွေးတွေကိုစိတ်ဆွာရှင်ဖြစ်တဲ့စိုက်ကီကကြားနေခဲ့ရပါတယ်။အဲ့ချိန်ခွေးလေးကလမ်းမပေါ်ကိုပြေးသွားပြီးကားစီးနဲ့တိုက်မိမလို့ဖြစ်သွားပါတော့တယ်။ဒါအောင်မြင်တော့စိုက်ကီကသူ့ရဲ့စွမ်းအားနဲ့တိတ်တိတ်လေးကူပေးလိုက်ပါတယ်။ ဆာဂီကိုလွန်ခဲ့တဲ့16နှစ်လောက်ကတာမန်မိသားစုစုကနေမွေးဖွားခဲ့တာပါဆာဂီရဲ့မိဘတွေကတာမန်လူတွေဖြစ်ပေမဲ့ဆာဂီကတော့ထူးခြားနေခဲ့ပါတယ်ဆာဂီ14ရက်သားရွယ်မှာသူကမိဘတွေကိုစိတ်တွင်းထဲကတန်အောင်တုံးပြီးစကားပြောခဲ့ပါတယ်တလားရွယ်ကိုရောက်ချိန်မှာတော့ဆာဂီတယောက် လေပေါ်မှာလမ်းစားရှောင်းနိုင်နေခဲ့ပါပြီဒါပေမဲ့ဆာဂီရဲ့မိဘတွေကတော့သူ့ရဲ့ကလေးကတာမန်မှုတ်တာကိုဘာမှသိပြီးထူးထူးခြားခြားမကြည့်ခဲ့ပါဘူး သူတို့ကဒါပိုကောင်းတယ်လို့တောင်တွေးနေခဲ့ပါတယ်။အဲလိုနဲ့စာကီတယောက်အသက်နှစ်ရွယ်ကိုရောက်ရှိလာချိန်မှာတော့သူကစွမ်းနေကိုစတင်သုံးနိုင်နေခဲ့ပါပြီ။ခုဆိုရင်တော့စာကီကအထက်တန်းကျောင်းသားရွယ်ကိုတောင်မှရောက်နေပြီပဲဖြစ်ပါတယ်။တရက်သူကျောင်းအနေပြန်လာတော့အဖေဖြစ်သူကအင်းရှင်းမှာစောင့်နေပြီးစာကီကိုတကားပွင့်မေးခန်းခဲ့ပါတယ်။အဲနောက်ဖေဖြစ်သူကတကားကိုထဲကနေပိတ်ထားတဲ့မိန်းမလို့သူကိုရမ်းလုံးနေခဲ့ပါတယ်။ ဆိုက်ကီကတော့အတော်လေးဗျမ်းမာဖြစ်နေတဲ့အဖေနဲ့အမေကိုကြည့်ပြီးစိတ်ညစ်နေခဲ့ပါပြီ။အမေဖြစ်သူကတော့ဆိုက်ကီရဲ့အဖေပြောနေတာကိုအေးမလို့ပဲဆိုက်ကီကိုသာညသာစားဖို့ပြောနေခဲ့ပါတယ်။အဲ့ချင်းဖေဖြစ်သူကစိုက်ကြီးရဲ့ဟင်းကိုယူစားလိုက်တာကြောင့်မေဖြစ်သူကပေါက်ကွဲသွားပြီးထပြီးပွဲချမ်းမာတော့တယ်။ချက်ချင်းဆိုသူပွဲထချမ်းနေတဲ့မေမကြောင့်စိုက်ကြီးရဲ့ဖေကနေရံမရှိတော့ပါဘူး။ဒါကြောင့်သူကစိုက်ကြီးကိုမင်းရဲ့မေကိုထိမင်းအောင်လို့ပြောလိုက်ပါတယ်။ ဒါကြောင့်စိုက်ကြီးကပြဿနာကိုဖြေရှင်းဖို့အတွက်သူ့ရဲ့စိတ်တွင်းကိုဆက်သွယ်ပေးလိုက်ပါတယ်။ဘာလို့လဲဆိုတော့သူတို့နှစ်ယောက်ကစိတ်ထဲမှာတယောက်ကိုတယောက်ချစ်နေကြစေမလို့ပဲဖြစ်ပါတယ်။နောက်တော့နှစ်ယောက်သားပြန်ဆင်ပြေးသွားပြီးမိဖြစ်သူကစိုက်ကြီးစားမဲ့ချိုးဝဲကိုသူ့ရဲ့ယောက်ျားကိုပါကျွေးပြစ်လိုက်ပါတယ်။ဒါကြောင့်စိုက်ကြီးကပေါက်ကွဲသွားခဲ့ပါတယ်။နောက်ရဲ့ကျောင်းကိုရောက်သွားတော့သူတို့ကဆရာကြီးရဲ့ဟောပြောချက်တွေကိုနားထောင်နေခဲ့ရပါတယ်။ဆိုင်ကီကလည်းအားလုံးနဲ့တူရှိနေပြီးသူ့ရဲ့စွမ်းတွေကိုအတန်းပေါ်တွေမသိအောင်ဖုံးထားခဲ့ပါဗျ ဘော်လဲဆိုတော့သူ့ရဲ့မူလာတန်းတော့ကအဖြစ်ပြက်ကြောင်ပါအဲချိန်စိုက်ကီကိုနန်ဒိုကနောက်ကနေမျက်လုံးကိုလာပိတ်ခဲ့ပါတယ်စိုက်ကီကသူများတွေးတွေကိုကြားလိုက်ပေမဲ့နန်ဒိုရဲ့တွေးကိုတော့ဖတ်လို့မရခဲ့ပါဘူးအဲချိန်တက်ကာဟာရှီကမူလဲသွားလို့နန်ဒိုကသူ့ကိုစေကန်းကိုပို့ပေးခဲ့ပါတယ်ဒါဝင်မစိုက်ကီကတော့တက်ကာဟာရှီကမင်းဟန်ဆောင်ရဲ့ဆိုတာကိုဘောပေါက်နေခဲ့ပါတယ်သူကစိုက်ကီတို့ကိုသူ့ကြောင်းဖို့ဖို့ပြောနေချိန်ဆရာရောက်လာပြီးဒါကိုကြားသွားခဲ့ပါတယ် ဒါကြောင့်တကာဟာရှိကသူ့ပစ်ကိုစာဂီရိုကိုလွှဲချလိုက်ပင်မဲ့နန်နိုကတော့တကာဟာရှိကရိုးရိုးကဖြစ်နေတာလို့ပြောပြလိုက်ပါတယ်။ဒါကြောင့်ဆရာလည်းတကာဟာရှိကိုစေးရုံကိုပို့ပေးလိုက်ပါတော့တယ်။နောက်တစ်ခါမှတော့စွမ်းရှင်ယူယူနေတဲ့ကိုင်ရိုကို တွေးနေရပါပါ။သူကအမြဲတမ်းသူ့ကိုသူဂျက်ဘလက်ဝင်းလို့ပြောနေပြီးစိတ်ကူးရင်နေခဲ့ပါတယ်။ခုလဲသူကအတန်းမိုးတွေကလွတ်သွားတဲ့မွေးကြောင်းကိုပြောနေတာကြားပြီးပြဿနာဆန်ဆန်နေရှောက်ပြောနေခဲ့ပါတယ်။ ကိုင်ရိုတယောက်ကြီးကြီးကျယ်ကျယ်ကြီးပြောနေခဲ့ပေမဲ့ခဏကြာမှတော့ငွေကိုပြန်ဖမ်းမိသွားလို့ကိုင်ရိုကစိတ်သက်သာသွားပါတယ်။ဒါကြောင့်သူကအိမ်လာတဲ့သွားငုံနေချင်းစာကြည့်ရလဲလိုက်ချသွားပါတယ်။ဟောလဲဆိုတော့ခန်းထဲမှာနောက်ထပ်ငွေရှိတာကိုသိနေခဲ့လို့ပါ။ခဏကြာတော့အော်ဟစ်တန်တွေကထွက်လာပြီးစွန့်ညံနေခဲ့ပါတယ်။အဲ့ချိန်ကိုင်ရိုကထွက်လာကသူကမိုးလို့စွန့်လို့អော်လိုက်ချိန်တကယ်လေးစစ်တီကထွက်လာပြီးငွေကိုရှင်းပြနိုင်ခဲ့ပါတယ်။ ဒါစိုက်ကီရဲ့အစွမ်းဆိုတာကိုမသိတဲ့ကိုင်တို့ကတော့ဝင်မြင့်သွားခဲ့ပါပြီ။နောက်ရက်မှာတော့ကျောင်းရဲ့အလှကြီးတဲရူဟာရှိကလမ်းလျှောက်လာနေရင်စိုက်ကီကိုမြင်တော့သူမကနှုတ်ဆက်လိုက်ပါတယ်။သူကစိုက်ကီကိုသူမလို့အလှပကြီးတယောက်ကလာနှုတ်ဆက်လို့ပျော်သွားတယ်မလားလို့မေးလိုက်ပေမဲ့စိုက်ကီကသူမကိုမင်းကြီးအောင်ဆောင်ကထွက်သွားခဲ့ပါတယ်။ဒေါမီနိုတဲရူဟာရှိကနောက်ကနေနှုတ်ဆက်လိုက်ပေမဲ့စိုက်ကီကတော့ရှောင်ထွက်နေခဲ့ပါတယ်။ ခဏကြာတော့စိုက်ကီကနန်ရူကိုမြင်လို့တယ်လီပို့ကိုသုံးကပျောက်သွားလိုက်ပါတယ်။ဒါကြောင့်တဲရူဟာရှိကကြောင်တော်တော်ဖြစ်သွားပြီးကိုကိုကိုထင်အောင်ထင်မှားဖြစ်နေတယ်လို့ထင်သွားခဲ့ပါတယ်။နန်ရူကတော့တဲရူဟာရှိကိုမြင်လိုက်ရလို့အံ့ဩနေခဲ့ပါတယ်။တပတ်မှာတော့တဲရူဟာရှိကသူမကစိုက်ကီကို ချစ်နေတာလားလို့ရှောက်တွေးနေခဲ့ပြီးဇလန်းလေးကလည်းခံရသွားခဲ့ပြန်ပါတယ်။အပိုင်းနေရဲ့ဆမှာတော့စိုင်းကီတို့ကိုဆရာဖြစ်သူကဒုတ်ဘောကိုစော်ကိုင်းခဲ့ပါတယ် အားလုံးကတော့ဒီကစားနည်းကိုကလေးကလားဆန်နေလို့ထင်နေခဲ့ကစိတ်ပြတ်နေပါတယ်။ဒါပေမဲ့ဟိုင်ရူကတော့အတန်းအကောင်းဆောင်ပြီးပြီးအားလုံးကို တူကစားဖို့အတွက်တင်းသွင်းနိုင်ခဲ့ပါတယ်။စိုက်ကီကတော့ဟိုင်ရူရဲ့ဘက်မှနေခဲ့ရပြီးသူတို့ကစတင်ကစားဖို့လုပ်ပါတယ်။တယောက်ကတော့စိုက်ကီကိုအရင်ထွက်ရအောင်လုပ်ဖို့အတွက်ဘောလုံးနဲ့လှမ်းပစ်လိုက်ပါတယ်။ဒါအောင်မင်းတို့စိုက်ကီကကစားပွဲကနေထွက်ရအောင်တတ်တက်ပြစ်ခံလိုက်ပါတယ်။ဒါအောင်ဟိုင်ရူကဒိတ်ထားမိသွားပြီးသူကစိုက်ကီကိုမျက်နှာထိမထွက်ရဘူးလို့ပြောလိုက်ပါတယ်။ သူ့ရဲ့စကားကိုကြားတော့စိုက်ကီတယောက်စိတ်ညစ်သွားခဲ့ရပါပြီ။အဲနောက်သူကဖက်ကိုပြန်ပြေးလိုက်ပေမဲ့နန်နိုကလွယ်လေးဖမ်းလိုက်လို့ဟိုင်ရိုကစိုက်ကီကိုတိကစားဖို့အတွက်ပြောလိုက်ပါတယ်။အဲနောက်မှာတော့နန်နိုကစိုက်ကီရိုဘတ်ကအဖွဲသား6ယောက်ကိုတစ်ခါရဲထွက်သွားရအောင်လုပ်လိုက်ပါတယ်။ဒါအောင်မြင်တော့အလုံးကနန်နိုရဲ့ကျွမ်းကျင်မှုကြီးကိုကြည်ကပြိုးနေခဲ့ပါပြီ။အဲ့ချိန်နန်နိုကဟိုင်ရိုကိုဒီတစ်ခေါက်ကမင်းရဲ့လေပဲလို့ပြောတာပြစ်လိုက်တော့စိုက်ကီကကြောင်းဝင်လာပြီးထိခံလိုက်ပါတယ် ီတကာမှာလဲဟိုင်ရူကစိုက်ကီကိုကယ်ဖို့ဒဏ်ရာရခံပြီးဘောလုံးကိုဖမ်းမိခဲ့ပါတယ်။ဒါအောင်မီတို့စိုက်ကီကစိတ်ညစ်နေပြီးသူကအားလုံးရဲ့အောင်စိုက်ချင်းကိုခံနေရတာကိုလည်းစိတ်ပိန်နေခဲ့ပါပြီ။ဒါပေမဲ့သူသာအတုံးကြရင်လဲအားလုံးရဲ့အနိုင်ငံဖြစ်မှာကိုသဘောပေါက်နေတဲ့စိုက်ကီကဘောလုံးကိုဖက်ကလူကိုထိအောင်ပစ်ပေးလိုက်ပါတယ်။ဒါပေမဲ့သူက နောက်ထပ်လူတွေကိုပါထုတ်ပစ်လိုက်ပြီးဟိုင်ရိုကလည်းပြန်ဝင်လာခဲ့ပါတယ်။ဒါကြောင့်နန်ဒိုကဟိုင်ရိုကိုဘောလုံးနဲ့ပစ်ဖို့လုပ်ခဲ့ပါတယ်။ ဒေါအမီနဲ့စာကြီးကနန်နူရဲ့လက်ဆကိုဟိုင်းရိုကမခံနိုင်လောက်တာကိုတွတ်ဆခဲ့ပြီးဘောလုံးကိုကြားကနေဝင်ဖမ်းပေးလိုက်ပါတယ်။အဲနောက်မှာတော့ဟိုင်းရိုကဘောလုံးကိုယူပြီးနန်နူတို့ကိုအနိုင်ယူလိုက်ပါတယ်။နောက်နေ့မှာတော့စာကြီးကခန်းထဲထိုင်နေချိန်ချီအိုကသူ့ကိုဗောကြနေရာကိုတီးသွားခဲ့ပါတယ်။ဒါပေမဲ့ဒီလိုရာတွေကိုလုံးဝစိတ်ဝင်စားတာကြောင့်စာကြီးကချီအိုကိုမသိချင်အောင်စောင့်နေခဲ့ပါတယ်။ချီအိုကတော့စာကြီးရဲ့အကြောင်းကိုပိုတိလာအောင်လို့ပို့အတွက်အကြံစီတွေထုတ်နေတော့တာပါ။ အဲနောက်မှာတော့သူမကစိုက်ကီလာကိုတောင်ကျိုးကနေတမင်ဆောင်နေပြီးအမှန်မတင်ဝင်တိုက်တဲ့ပုံစံကိုအကွက်ချနေခဲ့ပါတယ်။ဒါပေမဲ့သူမရဲ့တွေးရည်ကိုစိုက်ကီကအကုန်ကြားနေခဲ့ရပါတယ်။နောက်ရောက်စိုက်ကီကချီယိုထွက်လာချိန်မှာအမြန်ရှောင်ထွက်လိုက်ပြီးချီယိုလွတ်ချလိုက်တဲ့ဆော့ဝတ်တွေကိုလည်းပြန်ထပ်ပေးလိုက်ပါတယ်။ဖြစ်ပျက်ကရမ်းမြန်လို့လို့ချီယိုလည်းကြောင်သွားခဲ့ပါပြီ။ဒါပေမဲ့သူမက နောက်ထပ်လဲဝတ်တစ်ခုကိုထားလုပ်လိုက်ပါတယ်။အဲ့ဒါကသူမရဲ့ပွာကိုစိုက်ကီရဲ့အနားမှာမှင်ချထားခဲ့တာပါ။ ဒီတစ်ခါမှလဲစိုက်ကြီးကပွာကိုသူမရဲ့ခါမှာပြန်ထားပေးလိုက်ပါတယ်။ဇွဲကောင်းလုံးနဲ့ချီအိုကတော့မျိုးမျိုးစူးစားပေမဲ့ဘယ်လုံးမှရမလာတာကြောင့်သူမကစိတ်ပြတ်နေခဲ့ပါပြီ။ကျောင်းစင်းရင်မိုးရွာနေလို့သူမကစိုက်ကြီးနဲ့အတူထိစားမှုတွေ့ရှိပေမဲ့ခေါင်းသားကမိုးရွာနေတာကိုပါရက်ပစ်လိုက်ပါတယ်။ဒေါ်မီနိုချီအိုတယောက်စိတ်နဲ့ကြနေချင်းကောင်းလေးတယောက်ကသူမကိုလာရောက်ချင်းကပ်ခဲ့ပါတယ်။ဒါကြောင့်ချီအိုလည်းအဲ့ကောင်လေးကိုပဲသူမရဲ့ကက်ချမာဖြစ်တတ်မှတ်လိုက်ပါတော့တယ်။ နောက်ရဆိုင်ကီကြောက် TV ကြည့်နေချိန်သူ့ရဲ့ဖေကဆိုင်ကီကိုအခန်းရွှေ့ပေးဖို့ကုညီလာတောင်းပါတယ်။ဆိုင်ကီကညင်းလိုက်ပေမဲ့အဖေနဲ့အမေကတင်းပြောနေရာကြောင့်သူကထားလို့ပေးလိုက်ရပါတယ်။ဒါပေမဲ့အိယာနဲ့ခန်းကကျင်းနေတာကြောင့်ဂရင်းကိုနေရာမျိုးမျိုးထားကြည့်ခါနေရာကြောင့်ဆိုင်ကီကြောက်စိတ်ညစ်နေခဲ့ပါပြီ။ဒါပေမဲ့ခန်းကဘလို့မှစင်ပြေလာတာကြောင့်ဖေဖြစ်သူကနိုင်ရန်ကိုဖြိုချခိုင်းလိုက်ပါတယ်။ အဲ့လိုနဲ့စိုင်းကြီးကဖြိုချပေးလိုက်တော့အဖေကအဖက်ကအခန်းကျဲကိုသူတို့အနေနဲ့ပြောင်းလို့ရရဲ့ဆိုတာသိရသွားခဲ့ပြီးအရင်လိုအကောင်းတိုင်းပြန်လုပ်ပေးဖို့တောင်းဆိုလိုက်ပါတယ်။ဒါကြောင့်စိုင်းကြီးကလုပ်ပေးလိုက်ပေမဲ့ဆိုးရိုးအနေနဲ့အရာတိုင်းကရင်လိုပြန်ဖြစ်သွားပြီးဒရင်းနေကလည်းရင်းနေရာကိုပြောင်းအောင်သွားပါတော့တယ်။နောက်ရကျောင်းသွားတော့ဆရာကကျောင်းသားတွေကိုစစ်ဆေးနေပါတယ်။စိုင်းကြီးကတော့တန်မှန်ပဲဖြတ်ဝင်သွားနိုင်ခဲ့ပါတယ်။ဘုံလဲဆိုတော့သူကအားလုံးထဲမှာတန်မှန်ခင်နိုင်မှုဂေယတ်စနစ်ကိုပြောင်းလဲထားခဲ့လို့ပါ။ ရင်ကအားလုံးရဲ့စပိန်ကအနက်နဲ့ညူအောင်သာရှိခဲ့ပါတယ်။ဒါဝိမစ်ဆိုက်ကီကသူ့ရဲ့ပိုင်းအောင်စပိန်ကိုတာမန်ဖြစ်စေဖို့အားလုံးကိုရောင်ရင်နဲ့ဖြစ်အောင်ပြောင်းလဲခဲ့ပါတယ်။ဒါကြောင့်အားလုံးကဆိုက်ကီရဲ့ခေါင်းကတာမန်ကိုတောင်ကလစ်တစ်ခုလိုပုံမှန်ပဲတွင်းနေကြပါတယ်။ဆိုက်ကီကရာတော်တော်များများကိုသူ့ရဲ့အစွမ်းနဲ့ပြောင်းလဲလိုက်ပါတယ်။တစ်ဖက်မှာတော့ကွန်ဂူကဆရာဖြစ်သူကိုကွန်ရှာနေချိန်ဟာတာကေးယာမာက ရောက်လာပြီးကွန်ဂူကိုတားပေးလိုက်ပါတယ်။ ပြီးတော့ဟာတာကဲရမာကကန်းဆရာကို စင်ပီလာလို့မိလိုက်ပြီးဇလန်းလေးကလည်းတခါရသွားခဲ့ပါတယ်။အပိုင်းသုံးရင်ဆမှာတော့စိုက်ကီတယောက်ကြောင်းဝသွားနေခဲ့ပါတယ်။အဲချိန်သူကလမ်းမီးမျက်လဲပွဲတစ်ခုကိုတွေ့လိုက်ရပါတယ်။ရကူကသူ့ရဲ့မျက်လဲကိုလာကြည့်ဖို့စိုက်ကီကိုပြောလိုက်ပေမဲ့စိုက်ကီကတော့အားလုံးကိုမြင်နေရတာကြောင့်ခေါင်းခါပြလိုက်ပါတယ်။ဒါအောင်မြင်တော့ရကူကစိုက်ကီကိုတင်းခုန်နေရာကြောင့်စိုက်ကီကလည်းရက်ကြည့်နေလိုက်ပါတယ်။ အင်းတို့မှာတော့ရူကူကသူ့ရဲ့မျက်လဲတွေကိုစတင်ပြီးပြတာပါတော့တယ်။စာဝိုင်းမှာတော့အားလုံးကအစဉ်ပြေနေခဲ့ပြီးကြီးနေတဲ့သူတွေကလည်းသဘောတွေကျနေပါတယ်။စာကီကတော့အားလုံးထက်ရူကူရဲ့အုတ်ထုတ်ထဲမှာမျောနေပြီဖြစ်တဲ့ငှက်ကလေးကိုစိတ်ပူနေခဲ့ပါတယ်။အဲ့ချိန်ရူကူကနောက်ထပ်လေးဝက်တစ်ခုကိုပြတာဖို့လုပ်ပင်မဲ့သူ့ရဲ့စီစဉ်ကလွဲချော်သွားပြီးလိန်နေပေါ်သွားပါတော့တယ်။ဒါကြောင့်အားလုံးကထွက်သွားခဲ့ပြီးစာကီကတော့ရူကူရဲ့ငှက်ကလေးကိုသတိပေးလိုက်ပါတယ်။ အဲ့ခါမှာရူကူလည်းလက်ကိုသတိရသွားခဲ့ပါတယ်။အင်းတို့မှာတော့သူလည်းစိတ်ညစ်နေပြီးစိုက်ကီကိုရင်ဖွင့်နေခဲ့ပါတယ်။ရူကူကသူ့အနေနဲ့ရင်ကားလုံးရှိခဲ့ပေမဲ့အလုံရောမိမပါ ဆုံးရှုံးလိုက်ရတယ်လို့ပြောပြလိုက်ပါတယ်။အင်းတို့သူကမျက်လေးပြားတဲ့အလုပ်ကိုလုပ်ဖို့တွေးခဲ့တာဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။ဒါ့အကြောင်းစိုက်ကီကရူကူလက်လျှော့သွားအောင်သူကပူသားတဲ့မျက်လေးကွက်တွေကို ပြပေးလိုက်ပေမဲ့ရူကူကတော့လက်မလျှော့တဲ့ပြင်စိုက်ကီကိုပါဆရာတင်နေပါတော့တယ်။ တရက်မှာတော့စားကီပြောက် TV ကြည့်နေချိန်စီစဉ်တစ်ခုမှာရိုကူကမျက်လေးပြဖို့လုံနေတာကိုမြင်လိုက်ရပါတယ်။မျက်လေးမှာတော့ရိုကူကတစ်တာတစ်လုံးလေးကိုဝင်ပြီးပြန်ထွက်လာရမှာပါ။အဲလိုနဲ့ရိုကူကအထဲကိုဝင်သွားပြီးအထဲကနေ ထူရိုက်နေခဲ့ပါတယ်။ဒါအောင်မင်းတို့စားကီကတယ်လီပို့ကိုသုံးပြီးရိုကူကိုကယ်ဖို့လုပ်ပေမဲ့အထဲမှာရှိနေတာကအတန်သွင်းထားတဲ့ကက်ဆက်ဖြစ်နေခဲ့ပါတယ်။စားကီကစိတ်ရေးသွားပေမဲ့သူကချက်ချင်းပြန်ထွက်လို့မရဖြစ်နေခဲ့ပါတယ်။ အဲ့ချိန်အပြင်ကရိုကူရဲ့လက်ထောက်ကတစ်တာရဲကိုဓာရီထိုးထည့်နေခဲ့ပါပြီ။အထဲမှာတော့စိုက်ကီကဓာရီကိုရှောင်ရင်းယိုရီယာကကနေခဲ့ပါတယ်။ဓာရီမကလေးပဲသူတို့ကတစ်တာကိုအပေါ်ကနေဖြုတ်ချပြီးလမ်းကြီးဆန်းတဲ့ကြိတ်တာတွေပါလှုပ်ပြီးအားလုံးပြီးတော့ရိုကူကအပြင်ုံထွက်ပြလိုက်ပါတယ်။တစ်ဖက်မှာတော့စိုက်ကီကလည်းလွတ်လာပြီးသူကအိမ်ုံပြန်မို့လှုပ်ပါတော့တယ်။နောက်ရက်မှာတော့ကိုင်ရိုကစိုက်ကီကိုထူးဆန်းလာပြီကိုပြောလိုက်ပြီးတော့အခန်းတစ်ခုထဲကိုခိုးကြောင်ခိုးဝဲဝင်သွားဖို့လုပ်ခဲ့ပါတယ် ကန်ဟူကမွင်ငင်မှာခက်ကြောင်ကြောင်စာလားထုကိုရွတ်ဆိုပြီးခဲကိုဝင်သွားပါတယ်တဲမာတော့မျက်နှာကိုအုပ်ထားတဲ့ကောင်းလေးတယောက်ကရှိနေပြီ။သူကကိုင်ရိုကို စကဝတ်တီရွတ်ပြဖို့ပြောလိုက်ပါတယ်။နောက်တော့သူတို့ကစီဝေးကိုစတင်ပြီးကိုင်ရိုကကောင်းလေးကိုငါကဒက်ရီယူနီယံဖွဲ့ရဲ့နံပါတ်1ဖွဲ့ဝင်ဖြစ်ခဲ့တာလို့ပြောလိုက်ပါတယ်။အဲချိန်ကောင်းလေးကတော့ကိုင်ရိုကိုရှောက်ရှင်းနေခဲ့ပြီးခဏကြာတော့ရန်သူတွေကသူ့ရဲ့နေရာကိုတိုက်ခိုက်လာပြီလို့ပြောလိုက်ပါတယ်။ ပြီးတော့သူကကိုင်ရိုကိုပတ်ဆိုင်ရေးအပါဝင်ပစ္စည်းတွေကိုထားခိုင်းခဲ့ပါတော့တယ်။ပြီးတော့သူကကိုင်ရိုကိုအိမ်ပြန်ခန်းလိုက်ပါတယ်။ကာယူပြန်သွားတော့ကောင်လေးကမင်းဖုံးတတားရာကိုဖယ်လိုက်ပြီးကိုင်လိုရဲ့တုံးအောင်မှုကိုလှမ်းရည်နေခဲ့ပါတယ်။ဒါအောင်မြင်ရတဲ့စာကီကတော့ကောင်လေးကိုခြောက်လှမ်းလိုက်ပြီးပတ်စံရည်ကိုပြန်ယူခဲ့ပါတယ်။အဲလိုနဲ့နောက်ရဲ့ကာယူပြန်အောင်လာတော့အခန်းမှာဒရီယူနီယာရဲ့အမှတ်သားတွေရှိနေတာကိုမြင်သွားခဲ့ပါတယ်။ နောက်ရက်မှာတော့နန်နိုကစိုက်ကီတို့အိမ်ရောရောက်လာခဲ့ပြီးစိုက်ကီကိုကမ်းကြီးသွားဖို့လာခေါ်ပါတယ်။စိုက်ကီရဲ့အမေကဒါအောင်မြင်တော့တားပြစ်သူမှငယ်ချင်းရှိနေလို့ဝမ်းသာနေခဲ့ပါတယ်။အင်းတော့မှာတော့စိုက်ကီတို့ကကမ်းကြီးကိုသွားနေချိန်ဟိုင်ရိုကလည်းရောက်လာခဲ့ပါတယ်။နန်နိုကတော့ကော်မာလေးတွေကိုဖုံးလိုက်ကြောင်နေခဲ့ပေမဲ့သူ့ရဲ့ခွက်ကြောင့်ဘဲစကီမှနားအောင်မကတ်ကြပါဘူး။အဲ့ချင်းစာကီကရေအောင်မှာတွားလဲနေပြီးခဏကြာတော့သူကပေါ်ပြန်တက်လာပါလေ အဲ့ချိန်ကောင်မလေးတယောက်ကရင်းနေနေလို့နန်ဒိုနဲ့ကိုင်ရိုကသွားခဲ့ဖို့လုပ်ပါတယ်။ဒါဝိမိတ်ကိုင်ရိုကရင်ကူးတတ်လို့နန်ဒိုကနှစ်ယောက်လုံးကိုပြန်သေးလာချိန်ဟိုင်ရိုကလာကူပါတယ်။အဲ့ချိန်ဟိုင်ရိုကပါကြွတ်တက်သွားတာကြောင့်နန်ဒိုကသွန်စ်လုံးကိုတည်တတ်ရချိန်သူ့ကိုစိုက်ကီကကူပေးခဲ့ပါတယ်။ကောင်မလေးကတော့သူ့မကိုကယ်ပေးလို့နန်ဒိုကိုကျေးဇူးတင်နေပါတယ်။နောက်ရကြောင်းတက်တော့တဲရူဟာရှိကသူမမှာဘောကြရည်လို့ရှိပြီလို့ဝန်ခံနေပါဗျ အဲ့ချင်းစိုက်ကီရတော့ထူးဆန်းနေတဲ့နန်ဒိုရဲ့ပုံစံကြောင့်နန်ဒိုကိုလိုက်ချောင်းရပါတယ်။သူတို့ကနန်ဒိုတယောက်ပန်းနဲ့ကိမုံဝင်နေတာကိုကြည့်ပြီးခရီးရီကိုဖျောင်းနေရလို့ထင်နေခဲ့ပါတယ်။ဒါဝင်မဲ့နန်ဒိုကတော့သူ့ဖေရဲ့အုပ်ဝူကိုတွားနေခဲ့တာပါ။အဲနောက်မှာတော့စိုက်ကီလည်းစိတ်ရှင်းသွားပြီးအိမ်ုံပြန်လာခဲ့ချိန်သူကအိမ်ရှိမှာမင်းကစိတ်ဆွမ်းရှင်ဆိုတာကိုသိတယ်လို့ရေးထားတဲ့စာအုပ်တွေ့လိုက်ရပြီးဇလန်းလေးကလည်းခန်းရက်သွားခဲ့ပါတယ်။ အပိုင်းလေးရဲ့စမှာတော့စိုက်ကီစီကိုထူးစားတဲ့စာဆောင်ကရောက်လာခဲ့ပါတယ်။စာထဲမှာတော့စိုက်ကီကစိတ်ဆွမ်းအားရှင်မှန်သိတာကြောင့်သူ့ကိုတပည့်ဖြစ်လက်ခံပေးဖို့တောင်းဆိုလာခဲ့ပါတယ်။ဒါအောင်မြင်တော့စိုက်ကီကစိတ်ညစ်သွားခဲ့ပြီးသူ့အပြင်စိတ်ပညာရှင်တွေနောက်ထပ်ရှိနေတာလားလို့တွေးလိုက်ပါတယ်။အင်းတော့မှာတော့စိုက်ကီကဆာအော့ဒူပိုလဲဆိုတာကိုသိရဖို့အတွက်သူ့ရဲ့စိတ်ပညာကိုသုံးခဲ့ပါတယ်။အားလုံးကိုတီးသွားတော့စိုက်ကီကကောင်လေးကိုသူ့အိမ်ကိုခေါ်တွေးလိုက်ပါတယ်။ ကောင်လေးကတော့သူ့ရဲ့နမေကရေတာလို့မိဆက်လိုက်ပြီး "तू ကဝိညာဉ်တွေကိုမြင်ရတယ်လို့ပြောပြခဲ့ပါတယ်။ရေတာကတော့ "तू ကဝိညာဉ်တွေနဲ့စကားပြောနိုင်တယ်လို့ပြောလိုက်ပြီးတယောက်ဆိုရင်စိုင်းကီရဲ့မျက်နှာနားမှာဖော်ကင်ကိုရမ်းမိကနေတယ်လို့ပြောလိုက်ပါတယ်။အင်းတို့မှာတော့ရေတာဟာစိုင်းကီကိုသူ့ကိုတပည့်ဖြစ်လက်ခံပြီးစိတ်ပညာကိုသင်ပေးဖို့ပြောလိုက်ပါတယ်။ဒါပေမဲ့ရေတာရဲ့ယူရချက်ကကောင်မလေးတွေရဲ့ခန္ဓာကိုယ်ကိုဖောက်ကြည့်ဖို့နဲ့ရေချိုးကားတွေကိုချောင်းကြည့်ဖို့ဖြစ်နေခဲ့ပါတယ်။ ဆိုက်ကီကတော့ဒါအောင်တင်းနေတာကြောင့်အတော်လေးကိုစိတ်ညစ်နေခဲ့ပါတယ်။အဲနောက်မှာတော့ဆိုက်ကီကပြန်မိုးလို့ပြီးရေဒါကိုသွားထိမိခဲ့ပါတယ်။အဲချိန်ဆိုက်ကီကရေဒါရဲ့အခန်းထဲမှာရှိနေတဲ့ဝိညာဉ်တွေကိုမြင်သွားပြီးရှော့ရသွားခဲ့ပါတယ်။နောက်ရမှာတော့ရေဒါကဆိုက်ကီရဲ့ဘေးအန်းကိုပြောင်းလာပြီးသူကကောင်မလေးတွေရဲ့ကိုဆောင်နဲ့တီအကြောင်းကိုပြောပြရင်းရေမန်းစားနေပါတယ်။ဒါအောင်မြင်တော့ဆိုက်ကီကရေဒါကိုခေါ်ထုတ်သွားပြီးကြောင်းပြောင်းလိုက်ဖို့အတွက်ပြောလိုက်ပါတယ်။ ဒါပေမဲ့ရေတာကတော့လမ်းခံတာကြောင့်စိုက်ကီကပဲလက်လျှော့လိုက်ရပါတယ်။အင်းတို့မှာတော့ကောမလေးတွေကရေတာစီယိုလာပြီးသူမတို့ရဲ့ကိုးဆောင်နှက်ကဘယ်လိုလဲလို့မေးနေခဲ့ပါတယ်။ရေတာကကောမလေးတွေကိုတော့ပြောပြပေးခဲ့ပေမဲ့ကောင်လေးတွေကိုတော့လုံးဝတောက်ယူမစိုက်ခဲ့ပါဘူး။ဟိုင်ရိုကိုမြင်တော့ရေတာကမင်းမှာစောင့်ရှောက်ကောင်ရှိနေတာပဲလို့ပြောလိုက်ပါတယ်။ခနကြတော့နန်တို့ကရောက်လာပြီးသူ့ရဲ့ကိုးဆောင်နဲ့ကြောင်မေးပေမဲ့ရေတာကမသိချင်အောင်စောင့်နေခဲ့ပါတယ်။ ဒါပေမဲ့နန်တို့ကသူ့နောက်ကိုဇက်တိုက်လန်းနေရမလို့ရေဒါကသူ့ကိုရိုက်ပစ်လိုက်ပါတယ်။သူ့ရဲ့ရိုက်ချက်ကတည့်ရထိသွားတာကြောင့်ရေဒါလန့်သွားပြီးနန်တို့ကလူလားလို့မေးလိုက်ပါတယ်။ဘောလဲဆိုတော့ရေဒါရဲ့ကိုးစောင်းနဲ့ကနန်တို့နဲ့ရန်အောင်စင်တူနေခဲ့လို့ပါ။နောက်ရဲ့စိုက်ကီကြောင်းအောင်ရောက်တော့ကော်မလီတယောက်ကိုပစ္စည်းတွေကူနေတဲ့ဟိုင်ရိုကိုမြင်သွားခဲ့ပါတယ်။ဟိုင်ရိုကအားလုံးကိုကူညီတတ်ပေမဲ့သူကရန်ကိုကြိုးစားလုံးပြီးသူများတွေကိုရောကိုကိုကိုပါအပင်ပန်းခံတဲ့သူတယောက်ပဲဖြစ်ပါတယ်။ ခုလဲသူကပစ္စည်းတွေကိုတဲပြီးခုံဆွားခုံဆွားသွားနေခဲ့ပါတယ်။အင်းတို့မှာတော့ဟိုင်ရိုကစိုက်ကီကို မျိုးသားနဲ့အတွက်ပြင်ဆင်ဖို့ကူပေးခိုင်းပါတယ်။စိုက်ကီကတော့စိတ်ပါပင်မဲ့ဟိုင်ရိုနဲ့လိုက်သွားခဲ့ပါတယ်။ဒါဝင်မဲ့အထဲမှာလေပစ္စည်းတွေကအားလုံးပျက်စီးနေလို့ဟိုင်ရိုကလန့်သွားပြီးသူကစိုက်ကီနဲ့အတူပြန်ပြင်လိုက်ပါတယ်။အင်းတို့မှာတော့တစ်သားကုန်သွားလို့ဟိုင်ရိုကသွားဝယ်ခဲ့ပါတယ်။ ဆာကီကအတော်ကြာနေတဲ့ဟိုင်းရိုကိုစိတ်ပညာကိုတုံးပြီးကြည့်လိုက်တော့ဆရာသမားကတစ်တုံးကိုခါမချီကပြန်လာနေပါတယ်။အဲ့လိုနဲ့ချိန်တော်ကြာမှသူကပြန်အောင်လာခဲ့ပြီးအားလုံးကလည်းသူ့ကိုကူဖို့လိုက်လာခဲ့ပါတယ်။အင်းတို့မှာသူတို့ကအင်တိုက်အားတိုက်ပြင်ဆင်ခဲ့ကြပါတယ်။ဒါပေမဲ့သူတို့ပြင်ဆင်နေတဲ့မျိုးသားနေအတွက်ပွဲကနောက်လာမှဆိုတာကိုဆာကီကသိရောစိတ်ပြတ်သွားခဲ့ပါတယ်။နောက်ရက်မှာတော့ဆာကီရဲ့အဖေနဲ့အမေကမင်းကားဆောင်ခုကိုတောင်းပါမလို့ဆာကီကိုလိုက်ခဲ့ဖို့ခေါ်နေခဲ့ပါတယ်။ ဒါရင်မဲ့စာကြီးကတော့မလိုက်ချင်ဘူးလို့ညင်းလိုက်ပြီးသူ့မိဘတွေရိုးပြနေတာကိုစိတ်ပြက်လက်ပြက်ကြည့်နေခဲ့ရပါတယ်။နောက်တော့မိဘတွေထွက်သွားတော့စာကြီးကရှုပ်ပွားနေတဲ့အိမ်ကိုတန်ရှင်းဆောက်လုပ်ခဲ့ပါတယ်။ဒါရင်မဲ့သူကတန်ရှင်းနေချိန်ပိုးကောင်ကိုမြင်လိုက်ရလို့တယ်လီပို့ကိုသုံးကအမေရိကန်ထိထွက်ပြေးပါတော့တယ်။ခဏကြာတော့သူကအမေဖြစ်သူမှားခဲ့တဲ့ပါစယ်ကိုသတိရကပြန်လာခဲ့ပါတယ်။ဒါပေမဲ့ပါစယ်မဟုတ်ပေနန်တို့ကရောက်လာလို့စိုက်ကီကနန်တို့ကိုပိုးကောင်ဖမ်းဖို့ကူပေးခိုင်းခဲ့ပါတယ် မိဘတွေပြန်လာတော့ပြောင်းလဲနေတဲ့အိမ်ကိုကြည်ကကျဉ်းနဲ့နေပြီးယူလာတဲ့ချောကလက်တွေကိုတော့စိုက်ကီကိုပေးလိုက်ပါတယ်။ဒါဝိမဲ့ပိုးအောင်ထင်သွားတဲ့စိုက်ကီကထပ်ပြီးချွတ်ပြေးခဲ့ပြန်ပါတယ်။နောက်ရမှာတော့စိုက်ကီကချီယိုကသူ့ကိုကြည့်နေတာကိုလီထားမိသွားခဲ့ပါတယ်။ချီယိုကတော့သူ့မရဲ့ကောင်လေးနဲ့ကွာနေခဲ့တာပါ။ဒါကိုသိလိုက်ရတဲ့စိုက်ကီကသူ့ဘက်ကိုချီယိုတယောက်ပြန်လဲလာမှစိုးရိမ်ပြီးဂျားကနေကူညီဖို့ဆုံးဖြတ်လိုက်ပါတယ်။ အဲလိုနဲ့ကျောင်းစင်းငိမ်မှာတော့စာကီကချီယိုရိုနောက်ကနေလိုက်ပြီးသုံးလားပြီးထိမ့်မတ်အတွက်စင်ပီယံကူပေးခဲ့ပါတယ်။ချီယိုကတော့သူ့ကောင်လေးကရုတ်တရက်တိရက်လာမှုကြောင့်ကျေနပ်နေခဲ့ပေမဲ့တာကဲရူရဲ့စိတ်ပျက်စရာပြုတ်မှုကြောင့်ချက်ချင်းပဲစိတ်ကုံကထွက်ပြေးသွားပါတယ်။ဒါအောင်မြင်တော့စာကီကလည်းစိတ်ကုံသွားပြီးဇလန်းလေးကလည်းပြီးဆုံးသွားခဲ့ပါတယ်။